မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဘာလို့လို့နဲ့ဆရာတို့အခုဆိုရင်2025ခုနှစ်ဝက်ကိုကုန်လို့ဟောနောက်ထပ်2025ခုနှစ်ရဲ့နောက်ဆုံးနှစ်ဝက်ဖြစ်တဲ့နော်လာတစ်ဖက်9လပိုင်းကိုဆရာတို့ရောက်ရှိလာပြီဒီ9လပိုင်းအတွင်းမှာတင်းလာသာသမီမိတ်ဆွေတွေအားလုံးအတွက်ဘယ်ယာတွေအကျိုးပေးကံကောင်းစီပြီးဘယ်ယာတွေအားသာပြီးတော့ဘလို့လုပ်ငန်းတွေဘယ်ယာတွေကမိတ်ဆွေတင်းလာသာသမီတွေအတွက်တလစာ9လပိုင်းအတွက်ကိုခေါ်ကြပြီးမှဖြစ်တဲ့အတွက် တနေ့လာသားသမီးမိတ်ဆွေတွေဆရာကိုဘယ်ခါနေကြည့်နေရလဲဆိုတာဒီဗီဒီယိုရဲ့ comment box ထဲမှာဆရာကိုရေးပြီးသွားပါအောင်ခင်ဗျာကဲတနေ့လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်မှုတွေလီလီပိုင်ဆိုင်လို့တိုးတက်ကြပါစေကျောင်းဆရာကစူတောင်းထောပနာပြုတာအပ်ပါတယ်ခင်ဗျာဒီ2025ခုနှစ်ခန္ဓာလာပိုင်းဇူလိုင်လအတွင်းမှာတနင်္လာသာသမီမိတ်ဆွေများအဖို့မိတ်ဆွေတို့ရဲ့ယင်ထဲမှာဘာကိုဖြစ်ဖြစ်ငွေကြေးထက် လုပ်ငန်းထက်စီးပွားရေးထက်ငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းတွေအလိုရှိနေတဲ့ကာလစိတ်မျိုးဖြစ်နေတာမျိုးကိုကိုကိုစိတ်ငြိမ်းချမ်းအောင်အေးချမ်းအောင်ကြိုးစားနေတော့လာဖြစ်တဲ့အတွက်ဟာပတ်စံမရှိရင်တော်ပြီးမိသားစုနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့စိတ်မျိုး ငွေမရှိရတော်ပြီကို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 မိသားစုနဲ့ကိုကိုရဲ့မောင်နှမတားချင်းနဲ့ကိုအေးချမ်းကျင်တဲ့စိတ်လေးတွေဖြစ်နေတာမျိုးတွေနော်အာတတလုံးရဟန်းဝင်လာရင်ကောင်းမှာလို့တတလုံးတရားစကားဝင်ကောင်းမှာဆိုတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေပြီးတော့ရန်ကိုရန်ရန်ညမတုံမြင်မယ်နဲ့ PO1 ငင်းချမ်းချင်းနဲ့အေးချမ်းချင်းတွေများစွာဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကောင်းမွန်ပါတယ်ဒါကြောင့်တဦးနဲ့တဦးတယောက်နဲ့တယောက်မိသားစုဝင်တွင်မှာအိမ်အတွင်းမှာလုပ်ငန်းအတွင်းမှာအဆင်မပြေမှုတွေကိုအေးချမ်းချင်းနဲ့ ကိုယ့်ဘက်ကစတင်ပြီးတော့ဖြည့်ချင်းရင်ဘယ်ရမစိုးကံကောင်းမှုနဲ့အစဉ်ပြေမှုတွေရရှိသွားမယ်လဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာကျမ်းမာရေးတနင်္လာသောသမီးမိတ်ဆွေများကျမ်းမာရေးနဲ့ပတ်သက်လာရင်ဆွဆွဝါဝါတော့ဘာမှဖြစ်เสียအကြောင်းမရှိဘူးတမန်ဇရာကြောင့်ကျမ်းမာရေးနဲ့ပတ်သက်လို့ညံတာမျိုးလေးတွေတကူကအရှိကယောဂအဟောင်းရှိတဲ့မိတ်ဆွေများအစာရင်ရှိတဲ့သူများအစာရင်နဲ့ပတ်သက်ပြီးတော့နည်းငယ်ရှူကြတာမျိုးအသက်ရှူနှလုံးနဲ့ပတ်သက်တာမျိုးမောတာမျိုးကလွယ်ရင်ဆွဆွဝါဝါဘာမှမဖြစ်နိုင်ပါဘူးခင်ဗျာ အကယ်၍ဒီလိုဆွဆွဝါးဝါးဖြစ်ပြီဆိုရင်တော့မိတ်ဆွေတနင်းလာသားသမီးတွေဟာလောကီမကောင်းတဲ့ပညာရက်တွေစုံတိုက်တွေလောကီရိုးရာတွေနှက်တွေတက်တွေတိုက်တွေအဆရှိတဲ့ပညာရက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီအရာလေးတွေကိုတော့တာမန်လာရီထက်ကောတော့ဒီခုနှစ်လပိုင်းအတွင်းမှာမိတ်ဆွေတနင်းလာသားသမီးတွေသတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းအကြံပြုဟောကြားလိုက်ပါရစေခင်ဗျာ ။တနည်းအားသာသမီးမိတ်ဆွေတွေမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တယ်။ဒီຢာလေးတွေကိုထပ်လောင်းဂရုစိုက်ပါ။တာမန်အပြည့်ဆိုရင်တော့စူစူဝဝဘာမှမညံ့နိုင်ဘူးဆိုတဲ့အကြောင်းထပ်လောင်းအတိပေးပြရစေခင်ဗျာ။ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့အနေနဲ့တတိထားရမှာလေးတွေကိုဆရာပြောလိုက်မယ်။ဒါဆိုရင်မိတ်ဆွေတို့ဘယ်ဟာတွေချစ်တို့ဆောင်ရွက်လှုပ်ဆောင်တင်လဲဆိုတာသိသွားမှာပေါ့။ဒီခုနလပိုင်းအတွင်းမှာမိတ်ဆွေတနင်္လာသားသမီးတွေဟာအားနည်းစီတယ်။ လူမျိုးရှားဘာသာရှားနဲ့ပတ်သက်ပြီးတော့တတိထားဆင်ခြင်ပြီးပါတိုင်းတစ်ပါးပြည်ပပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာလေးတွေမှာအတက်ငိုင်ဆုံးကိုကိုရိုင်ဦးစီးဦးဆောင်လှုပ်ဆောင်ခြင်းထက်တဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်ကာမှာတော်ကကြမဲ့လာဖြစ်ပြီးတော့အိုးအိမ်ချမ်းမြေယာနဲ့ပတ်သက်လာတဲ့အခါမှာ သတိထားစီရင်ပေးရန်လိုအပ်ပြီးတော့ OHM ရဲ့စောက်တာမျိုးလေးတွေမှာဒီလာတာမှာမိမိအမိခံစောက်တာမျိုးလေးတွေအားနည်းစေသလိုမိတ်ဆွေတနင်္လာသားသမီးတွေဟာဒီလာတာတော်တွေမှာနေရာထိုင်ခင်းကိစ္စလုပ်ငန်းရာထူးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အားနည်းစေတယ်ဆိုလိုတာကရာထူးမတိုးနိုင်ဘူးຢາລູປ້ຽງຈင်ນາမျိုးຢາລູຕູ້ບໍ່ອືກໍຊິຊ້າຫນີດາမျိုးສຸຍິນເນາະເມິດສຸດໂອອະມີແບ້ຖွက်ປີດໍຕະແກແດນລັດໄວມາບໍ່ມາຕູ້ມະລາດາမျိုးທີ່ຈົ່ງວ່າຕັດແດ່ နေရာထိုင်ခင်းနဲ့ပတ်သက်လာတဲ့အခါအိုးအိမ်ချမ်းမြေဝဲတာစောက်တာပြောင်းတာရွှေ့တာနဲ့ပတ်သက်လာတဲ့အခါကိုကိုယ်တိုင်ဦးစီးဦးဆောင်တာဒါမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတဦးတယောက်ရဲ့ဦးစီးဦးဆောင်မှုကိုရယူပြီးတော့စွန့်ဆောင်တာမျိုးဟာပုံမကောင်းမွန်ပဲလာဖြစ်တဲ့အတွက်တော့နေရာထိုင်ခင်းကိစ္စအိုးအိမ်ချမ်းမြေကိစ္စလေးတွေတတိယဆင်ခြင်ပေးပါ အမှုကိစ္စဖြစ်နေသူတွေ အမှုကိစ္စနဲ့ပတ်သက်လာပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အမွေကိစ္စဖြစ်နေသောမိတ်ဆွေများဖို့ကတော့လက်ရှိမှာကာလအတော်တွင်မှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုဝုံတိုင်းလှောက်ဆောင်တာမျိုးလေးတွေအားနည်းစေသလိုအမှုရှိသူတွေကိုညာအိမ်ညာနေခေါ်တာမျိုးလေးတွေအဲဂျားတုံးဂျားဝင်တာမျိုးလေးတွေသူများအကြဲမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေတတိထားစင်ရင်လိုအပ်တော့ကာလာဖြစ်ပါတယ်ဒါသမီးတပည့်လက်သားလက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့စိတ် ပုပင်တော့ကလေးတွေအနှဲငယ်ပေးရတတ်တဲ့အတွက်တရိကားစင်ကျင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်အကျိုးပေးအားတာကံကောင်းစီတော့အရာလေးတွေကိုဆရာဆက်လန်းပေါ်ပြပေးရစီတနည်းအားသာသမီးမိတ်ဆွေတွေကဒီ2025ခုနှစ်လပိုင်းအတွင်းမှာဆိုရင်တော့ခရီးသွားဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ပြည်တွင်းခရီးသွားဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတဲ့အဲ တန်းလို့တွတ်တို့သဲလို့အစရှိတဲ့အရာလေးတွေနော်အဲပြီးတော့ယင်းလို့စက်ပစ္စည်းတို့ ਨੇ ပတ်သက်တာလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်တယ်အလားကုန်ပစ္စည်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်ဖက်ရှင်ဒီဇိုင်နာ ဒီဇိုင်းနဲ့ပတ်သက်တာတွေကုတန်းရောင်းဝယ်ရေးရေထွက်ကုန်အလားအပါရေးရာဒီဇိုင်းနာအစရှိတဲ့လုပ်ငန်းတွေအမှုပညာပကြီးပမှုဘေးဒင်ပေထစံကြံတရုပ်ဆောင်အစိုးအကအရေးအတိတခုမှအမှုပညာနဲ့ပတ်သက်တာတွေမှာအများနဲ့ပတ်သက်တာတွေဖွဲ့စည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်ရင်အသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ကိုဟာတက်ပြီးသားပညာရက်ကိုလက်တွေ့ကြကြအသုံးချပါရတယ်နော်သင်ယူခြင်းထက် တက်မြောက်ပြီးတော့ပညာရက်ကိုကောင်းစွာအသုံးချရင်အောင်မြင်တဲ့တိုးတက်မှုတွေလမ်းကြောင်းတွေကိုကျိမ့်တင်မလွဲမသွေရရှိစေမယ့်လဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရေးနဲ့ပတ်သက်ရင်တော့သင်ယူခြင်းထက်အသုံးချခြင်းကပုံမှုအားသာကောင်းမှုတိုးတက်နိုင်သောလဖြစ်ပါတယ်ကွန်ပျူတာလုပ်ငန်းတွေအဲ အဆရှိတဲ့ဟုတ်လားတန်တော့တဲ့ကြောက်မြရတနာနဲ့ပတ်သက်တာတွေဇာစီစာရိုက်လုပ်ငန်းတွေကွန်းလို့ရှမ်းလို့အဆရှိတာတွေနဲ့ပတ်သက်သော လုပ်ငန်းတွေအကျိုးပေးအားသာကောင်းမှုပါတယ်။ငွေကြီးဆိုင်ရာတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်လဲတောင်းဆိုတာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတွေကိုယဉ်သိလှုပ်ဆောင်တာမျိုးတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတယ်။အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပဋ္ဌာဌိတဆိုင်ရာလုပ်ငန်းတွေအများစုနဲ့ပတ်သက်ပြီးတော့ရှေ့တို့ဆောင်ရာလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်။ ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့လည်းကောင်းတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုကအာမခံပြီးလိုက်လံကူညီတာမျိုးတွေဟာအဲ့ဒီအပူဟာမိတ်ဆွေရှိကိုကျင်းသေးပါအောင်အပူတော့ကကူတတ်တယ်ဒါအပြင်မိမိတို့အနေနဲ့အိမ်တော်ကြီးစိတ်ဆိုးကွဲလာပြီးဆင်းလာတဲ့သူတွေကိုညာရီလက်မခံပါနဲ့မိမိအိမ်ကိုအကြောင်းပြုပြီးတော့လာနေပြီးတော့ကျမ်းမာရေးကုမဲ့မိတ်ဆွေတွေစေယုံတက်မဲ့မိတ်ဆွေတွေစေကမ်းပြမဲ့မိတ်ဆွေတွေဆိုဖြစ်နိုင်ရင်တော့လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲ ဒီကာလအတော်အတွင်းမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်သတိထားစီနေရမယ့်အချက်ကလေးတွေကိုဆရာဆက်လက်ဖော်ပြပေးပါစီဖြစ်နိုင်ရင်ဒီလတာအတော်အတွင်းမှာနှုတ်နဲ့ပတ်သက်လာတဲ့အခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာအတတ်နိုင်ဆုံးစေတနာတွေဝေဒနာမပူပါနဲ့အဲကိုကစေတနာနဲ့ပြောလိုက်ပြင်မဲ့ဝေဒနာဖြစ်ပြီးတော့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ရတတ်တယ်ဒေါသကိုခြေတန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေမှာဘာကိုဖြစ်ဖြစ်အလင်းစလုံးလောကနဲ့ရင်းကနဲ့ဒိုင်းနဲ့ဆုံးဖြတ်တာမျိုးလေးတွေဖြစ်နိုင်ရင်သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ လူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့ရှစ်သူမရှိသူတွေရှစ်သူကြီးစားရရှိတတ်ပေမဲ့လို့အိမ်ထောင်တမီးကြီးစားများအနေနဲ့တဦးနဲ့ဒုတိယနဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးကြီးစားတဲ့ချစ်သူတွေရရှိတာမျိုးမိမိချစ်တော်မြတ်လို့သူကိုဖွင့်ပြောရင်အာသာကောင်းမှုတိုးတက်နိုင်တော်ညာလေအိမ်အောင်ပြုရန်တိုင်မြင်တာမျိုးစိတ်ဆက်ကြောင်းလန်းတာမျိုးလေးတွေမှာတော့တတိထားစင်ပြင်ပေးရလိုအပ်ပြီးတော့မိမိချစ်သူသမီးစားနဲ့ပတ်သက်လာတဲ့အခါမှာ အိမ်နောက်ပြည်ရန်ကိစ္စတိုင်းမင်္ဂမအကြောင်းအရာမျိုးစုံနဲ့လွယ်နေတာမျိုးအဆက်အသွယ်ပြတ်နေတာမျိုးအဆင်မပြေလာတာမျိုးတွေခံစားနေရတတ်တော်လာဖြစ်တဲ့အတွက်အဲစုပ်ဝင်လက်မကောင်းလက်ဝင်စုံမကောင်းတဲ့အတွက်ကြောင့်လို့တမိစားများအနေနဲ့ကတော့အိမ်ဟောင်ပြည်ရန်စီစက်ရန်အတွက်ဆိုရင်တော့သတိထားစင်ရင်တိုင်မင်ရန်လိုအပ်တော်လာဖြစ်ပါတယ်ခင်ဗျာနော်ဒါကမိတ်ဆွေတို့အိမ်ဟောင်ကြီးနဲ့ပတ်သက်လာရင်တော့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေကြောင့်အိမ်ဟောင်ဘက်နဲ့ပတ်သက်ပြီးစကားရှိတယ်များရတာမျိုး ဒါသမီးဇွေမျိုးသားချင်းဂျားလူတူတယောက်ကိုအကြောင်းပြုပြီးတော့စကားများရတာလို့ရင်ကျန်တာဘာမှငွေချင်းကိစ္စအကြောင်းအရာမျိုးတော့စုံနေဘာမှပြဿနာတက်စရာအကြောင်းမရှိပါဘူးသို့သောအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲတရင်ရရှိတာမျိုးတွေကြုံရတတ်တယ်လို့တည်သောသူပြန်ရှင်တာမျိုးပျောက်သောသူပြန်တွေ့မယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒီလက်ကတော့တွင်မှာမိတ်ဆွေတို့ စပစ်စီနဲ့ပတ်သက်တာတွေယင်နေအစ်တဝင်တတ်တယ်မထင်မှာဖဲ့ဖျားဖို့ခကြီးတွေသွားရတာမျိုးလေးတွေဆွေမျိုးသားချင်းအဆက်အသွယ်ဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့လက်လွန်ထားတဲ့ငွေကြေးကိစ္စတွေမှာ ပြန်လည်ပြောဆိုတာမျိုးအားတာတာမျိုးကောင်းမွန်တာမျိုးလေးတွေကံကောင်းစီတော့လာဖြစ်တော့ကြောင်းတတိအကျိုးစားရုံးကံခက်ခက်ခဲခဲမရှိဘဲနဲ့ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်အောင်တိဆောက်ပြီးတော့လုပ်ငန်းဆိုင်တာတွေကိုအရင်ကြီးပြင်ပမမမတွေးဘဲနဲ့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ရရှိစေတာ ပကတိသေးကြစီတော့လာဖြစ်ပါတယ်မိမိရဲ့အိမ်နွေးရေးကိစ္စတွေမိမိလုပ်ငန်းကိစ္စအကျန်းစီကိစ္စတွေကိုတော့ဖွင့်မပြောပါနဲ့ဖွင့်ပြောရင်ပြတ်တတ်ပါတယ်ဘာဟုကံနေစေတယ်လဲဆိုတော့ဒီလာဟာဘာသာရေးဆိုင်ရာကိစ္စတွေကိုလိုက်လံဝေဖန်တာမျိုးဟာအလိုလိုမိမိရဲ့ကံကိုကြစေပါတယ်ဒါကြောင့်ဘုံကြီးယဟန်တန်ကဆရှိတဲ့ပုဂ္ဂိုလ်တွေကိုမလူနိုင်နေပါမဝေဖန်ပါနဲ့ပြီးတော့နိုင်ငံအကြီးအကဲတို့အုပ်ချုပ်သူတို့အဆရှိတာမျိုးဇာငယ်နဲ့ပဲဥပမာပေးပါမယ် ဆရာဆိုကံညံ့လာပြီဆိုလို့ရှိရင်ဆရာကနံပါတ်1မိဘတွေနဲ့ဆရာရှင်မငင်းတော့ပါဘူးခင်ဗျာဆရာမှန်ရင်တော့ဆရာရှင်မငင်းတော့ပါဘူးဘာလို့လဲသူတို့နဲ့ရှင်မင်းရင်သူတို့ကမိဘဖြစ်တဲ့တော့ကံကြစီတဲ့အတွက်ဆရာသမားတို့ဖုန်းကြီးတို့ယဟန်တန်ကားတို့အုပ်ချုပ်သူတို့ဆရာမဝေဖန်တော့ပါဘူးဘာလို့လဲသူတို့ကကံမြင့်တဲ့အတွက်ကြောင့်မလို့ဆရာကဝေဖန်ဆရာကံဖိတာတတဲ့ကံမြင့်ရင်တော့မိတ်ဆွေတို့ဆန္ဒအတိုင်းလုပ်ပါကံနိုင်နေတဲ့အခါကံညံ့နေတယ်လို့ခံစားရရင်တော့ဒီရချက်လေးတွေကိုသတိထားပါဆရာကဘာအယောင်ကာလမှမပါပဲပြောတာနော် ကောင်းပြီဆိုတော့ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဲဆံငယ်မိတ်ဆွေဓမ္မမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့မဟာသမယတုတ်ကိုတနေ့ကိုတော့နှစ်ခေါင်ပါဝင်ကျင်လုပ်ငန်းကင်ကလှုပ်ဖောက်ကင်ဘတ်တွေနဲ့ပတ်သက်ရင်ငကိုကအဆင်မပြေဘူးတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတဲ့သူတွေတော့မှပြန်လည်ပြီးတော့အဆင်ပြေတာမျိုးလေးတွေအေးချမ်းတာမျိုးလေးတွေကြုံတွေ့ရတတ်တော်လားဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်တော့မိတ်ဆွေတင်းနေလာသားသမီးတွေဟာဘာလို့ကြံတယောက်ဆရာတို့ ဂျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲ မကောင်းတဲ့အတက်ပညာတိုက်ခိုက်ပြီးဖြစ်ရတတ်တဲ့လုပ်ငန်းနဲ့ပတ်သက်အလုပ်နဲ့ပတ်သက်ရင်နေရာထိုင်ခြင်းနဲ့ပတ်သက်ရင်ကိုယ့်ကိုမနာလိုလို့ဆရာထပ်ပြောပါမယ်။မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေလောကီစုံအစီရင်တွေလုပ်ငန်းနဲ့ပတ်သက်ပြီးလုပ်ငန်းပြရင်လုပ်ပြရင်နေနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်တာမျိုးတွေဒီကြုံအပ်တတ်တဲ့အတွက်ကြောင့်မလို့တော့ကိုယ့်ကိုယ်ကိုတတိထားပါ။မကောင်းတဲ့အိမ်မက်တွေတင်းညာရင်ကိုခွေးကြိုက်တာတို့အဆရှိတဲ့အိမ်မက်တွေမှတ်တဲ့အခါအတက်ပညာတွေအတိုက်ခိုက်တွေတတိထားပါ။ဘာသာတရားမပေါ်ပါနဲ့။ဘာသာတရားကိုလှုပ်လေလေမိတ်ဆွေရဲ့ကံဟာတိုးတက်ကောင်းမွန်လေဆိုတော့လာဖြစ်ပါတဲ့။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာဆိုရင်တော့လုပ်ငန်းလုပ်နေရင်လည်းဘာလို့လို့ရုပ်ပြရထိုးပြီးတော့အဆင်မပြေဘူးကံညလာပြီဆိုရင်တော့အတိုက်အခိုက်တွေလုပ်ငန်းတို့အလုပ်သူတွေနေလူဘုံမဟုတ်ရင်တော့နေရာထိုင်ခင်းမီယာကိုတိုက်ခိုက်တတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့မပေါ့ဘူးလူအကြောင်းနဲ့မိမိတို့နီးဆက်ရဆရာသမားဂျုံကြီးအားကိုရတော့သူတွေနားမှာအဲအတိုက်ခိုက်တွေကိုစစ်ဆေးတာမျိုးမြေတန့်တာမျိုးကမဝါရွတ်တာမျိုးဒါမျိုးလေးတွေကိုလှုပ်ဆောင်ပြီးလူအကြောင်းထပ်လောင်းပြောကြအကြံပေးလိုက်ပါရစေ။ ဒီလတာတော်တွင်မှာအကျိုးပေးစေသောနေသားဆိုရင်တော့တောက်ကြသာသမိတွေနဲ့တွဲဖက်လှုပ်တာမျိုးဗုဒ္ဓဘူးသာသမိတွေနဲ့တွဲဖက်လှုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအာသာကံကောင်းစေပါလေအကျိုးပေးသောအရာုံတွေနဲ့ဆိုရင်တော့အတားရောင်တို့အဝါရောင်တို့အပန်းရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါလေအကျိုးပေးသောခဏအခရာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍရှောက်ကဏ္ဍ ရှစ်ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးကံကောင်းစီပြီးတဲ့အခါကံဆန်းတာမျိုးအာသာကောင်းမွန်ပါတယ်ဒါအပြင်ဆုံးပြီးသားသူတို့မဟုတ်နှစ်ကာလများစွာမတွေ့ရတဲ့မိတ်ဆွေတွေကိုအကြောင်းပြုပြီးအိမ်မက်မက်တာမျိုးမိတ်ဆွေအဟောင်းတဦးတယောက်ကိုအိမ်မက်မက်တာမျိုးကိုနဲ့ရင်းနှီးခင်ပြီးဝေးကွာနေသူကိုအိမ်မက်မက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးလို့ရည်ရွယ်ပြီးတဲ့အခါထီကံဆန်းတာမျိုးထီထိုးတာမျိုးလုပ်ပေးပါဒါဆိုရင်ကံကောင်းပါတယ်ထီထိုးတဲ့အခါမှာလည်းတဦးတည်းတယောက်တည်း ကျိတ်ပြီးတော့ထိုးတာဟာပို့ပြီးကန်ကောင်းစီပါတယ်ပေါ့ရင်တော့ဆရာတော်ပဲနော်ကောင်းပြီဆိုတော့ကန်ကောင်းစီတော့လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအခက်အခဲတွေကိုအရန်ကြီးလော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 ဖြည့်မရှင်းမှနဲ့ငင်းငင်းကလေးနဲ့အေးအေးဆေးဆေးဖြည့်ချင်းရင်ဂျိမ့်တွေပေါ့အစင်ပြီးအောင်မြင်တူးတက်ပြီးတော့ကန်ကောင်းစီမှာအသေးကြပဲဖြစ်တယ်ဒါသမီးတပည့်လက်သားတွေနဲ့ပတ်သက်ရင်စိတ်တော့ကပြရတာမျိုးစိတ်ညစ်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်အကြောင်းမိတ်ဆွေတို့အနေနဲ့ဒါသမီးနဲ့ပတ်သက်ရင်တော့တပည့်လက်သားနဲ့ပတ်သက်ရင်တော့ တတိထားဆင်မြင်ပေးရန်လိုအပ်ပြီးတော့ကိုဝင်တဲ့သတင်းလာသားသမီးမိတ်ဆွေများအနေနဲ့ကလည်းဒီလတာတော်တွင်းမှာအလေးပင်မာတာမျိုးလေးတွေအဲစိုးရိမ်စိမ်လွန်ခဲ့တာမျိုးလေးတွေမဖြစ်စေလို့ကြောင်းဆရာကထပ်လောင်းပြီးတော့ပြောကြားပြီးတော့တာမန်လာတွေတက်တော့ပိုမိုဘီယူဆိုင်တင့်တော်လာဖြစ်ကြောင်းကိုထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်ဒီလတာတော်တွင်းမှာမိတ်ဆွေတို့အကျိုးပေးစီတော်အရက်ဟာတော့မြောက်စုစုရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့ အနောက်ရဖြစ်ပါတယ်ဒါအပြင်တနင်္လာသာသမီမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ဒီလာတာတော်တွင်မှာတတိထားဆင်နေရမယ့်အရက်အနေနဲ့ဆိုရင်တော့အအချစ်တောင်တောင်ရက်ကိုခྱི་ထွက်တာမျိုးလေးညာမိတ်ဆွေတို့ရဲ့ကံဟူအားနဲ့ဇေတော်လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာဆိုရင်တော့အနက်ရောင်လို့နော်ဒါပြီးတဲ့အခါအဒါလေးတွေကိုစင်ဆွဲရောင်တွေကိုတတိထားဝစ်ဆင်ပြီးပါလို့ဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိလိုရာကိစ္စကိုပြောဆိုတဲ့အခါမှာမိမိတို့ရဲ့ ွားလို့တဲ့ကိစ္စတွေကိုအာယုံပြုပြီးတော့လက်ခုပ်လက်ဝါးငါးချက်တီးပြီးတော့လိုရာကိုပြောဆိုဆောင်ရရင်အောင်မြင်တိုးတက်စီပြီးတော့အစဉ်ပြေသွားမှာဖြစ်ပါတယ်မိစ္ဆာတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီရင်မပြောမီဂျော်ညာလေးဝင်ပြရစီဇယံငနာပေတင်မိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7902904160 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်6635050ငါးနှစ်မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာတက်တော့ messenger တွေကနေဧည့်သည်လက်မခံကြောင်းနဲ့ဩဆရာငယ်နာမှာကျွန်းနဲ့တန်လျက် ်ကျွန်းနှက်ကငွေနဝင်တန်လျက်ကအတိုက်ခိုက်ခင်းတာကျွန်းလျက်တန်လျက်ဒီရရှိဈေးချောင်းဆရာကကြားဖြတ်မာကတ်တင်စီးရင်လည်းကောင်းပြီဆိုတော့မိတ်ဆွေတင်းလာသားသမီးတွေဒီလာတာအတော်တင်မှာဆိုရင်တော့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီမှုတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုတရင်းစာဆက်ကူလေးတစ်ဆောင်နဲ့လုံးပြီးတော့ရိုက်ပုတ်ထိတွေ့ပြီးတော့ပါဇက်ကနေပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ဘလောက်စည်းနဲ့ရောင်းထွက်ပါစေဆိုရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါခင်ဗျအယောင်းတွက်အယောင်းထပ်သွားပါလိမ့်မယ် ဒီလတာတော်တွေမှာအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စေပြီးတော့ကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့ဒီရေရီယာ